အဲ့ဒီချိန်လေးအများနဲ့သတိရတယ်ဗျကျွန်တော် Pride ခီးစဉ်ဒီနှစ်20ကျော်ကျွန်တော်ကဒီ2000ခုနှစ်မှာဂီတလောကရောက်တယ်တချို့ကလည်းအာရောက်ဖိုင်တခြင်းထွက်ပြီးတဲ့နောက်ပိုင်းကိုအာပေရောက်သွားတယ်ဘောနောပျောက်သွားပြီးတော့အခုဟင်းကောင်းချက်တော်နေနဲ့ပြန်ပြီးတော့နှစ်20ကျော်လောက်ကကျွန်တော်ခီးစဉ်တွေထွက်တော့ပဲနဲ့ Pride ခီးစဉ်တွေသွားတာကျွန်တော်ကနေရပြကျွန်တော်ဘကိုးတန်းကြောက်တော့က ကျွန်တော်နေဒီဟိုနိုင်ငံရောက်ဆိုလို့ဒီမလာဘူးဗျ။ဟုတ်လားမလာဘူးကျွန်တော်ငယ်ငယ်တုန်းကစန္ဒာတစ်ခုရှိတယ်။အဲ့ဒါကတော့ခင်ဗျားလည်းကျွန်တော်တူလားမတူလားမသိဘူး။ကျွန်တော်ကကျွန်တော်တို့ကငယ်ငယ်တုန်းကကျွန်တော်တို့နေရာတွေကျွန်တော်တို့ဒေသတွေကိုအဲကျွန်တော်တို့ကြိုက်တဲ့အဆိုတော်တွေနိုင်ငံရောက်ဆိုလို့လာစီကျင်တယ်ဗျာ။အဓိကကြည်ဘူးကျင်တယ်ဗျာ။အဲသူတို့ဆိုတာအောက်ကနေကျွန်တော်အားပါအားပေးကျင်တယ်ဗျာ။ဒါပေမဲ့မလာဘူးဗျာကျွန်တော်ဘက်ကမလာတော့ကျွန်တော်တို့ကဟိုပကိုးတို့ရန်ကုန်တို့အဲတောင်ဦးဖျားပွဲတို့က အဲ့တော့အဝေးဒီမှာကျွန်တော်ကဓာန်းစိတ်ဒီတဲကိုစိတ်ဒီစားစိတ်ဒီယုံဝင်ကားဒီအများကြီးကုန်ခါပြီးတော့မှသွားကြည့်ရတယ်ပဲဒါပေမဲ့အနာကလူမရအောင်အနာကလူတော့မရကျွန်တော်အဝေးရနေဒူဝဲလန်းကြည့်အားပေးခဲ့ရတာပေါ့နော်အဲ့လိုဆိုဖဲဒါကငယ်တော့စကူရတာချင်းငါလာဆိုတော့ဖြစ်ခဲ့ရင်နေဒီမှာရှိတဲ့ပြည်သက်တွေရှိသွားမယ်ပေါ့နော်အဲကုလူမျိုးအဲ့လိုအဲဆိုတော့တွေကိုအနီးကကြည့်ကျင်တယ်အဲအဲ့လိုမျိုးတို့ ပြစ်သက်တွေကြီးခွင့်ရအောင်အဲ့လိုသွားမယ်ပေါ့နော်အဲ့လိုစိတ်ကူးရှိတယ်အဲ့အောင်မြင်တဲ့ချိန်မှာကျွန်တော်အဲ့ဒါလေးကိုကောင်းတဲ့ပေါ်ဖို့ကြိုးစားအဲအဲ့မှာကျွန်တော်ကဒီခီးစဉ်မတော်ခင်မှာကျွန်တော်တရားလေးတစ်ပုဒ်နာရတယ်ဗျအဲ့တရားကတော့ဒီဘဝတန်ဖိုးပေါ့နော်လူတယောက်ရဲ့အောင်မြင်မှုဟိုဘာနဲ့တိုင်လဲဆိုတော့ကိုတမိသားစုစာချမ်းသာဖို့ပဲလှုပ်ရတယ်ဆိုရင်တော့သူ့ရဲ့အောင်မြင်မှုဟာတအိမ်စာပဲပေါ့နော် အတရက်ကွက်လုံးစာကိုအကျိုးပြုနိုင်တယ်ဆိုရင်တော့တရက်ကွက်လုံးစာတန်ဖို့ရှိတယ်ပေါ့အဲ့လိုပဲတမျိုးစာကိုသူ့ရဲ့အောင်မြင်မှုနဲ့ဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့သူ့ရဲ့အောင်မြင်မှုကတမျိုးစာတန်တယ်ပေါ့အဲ့လိုပဲတနိုင်ငံလုံးစာကိုနိုင်ငံနဲ့ချီပြီးတော့ဒီအကျိုးပြုနိုင်တယ်ဆိုရင်တော့သူ့ရဲ့အောင်မြင်မှုကတိုင်းပြည်နဲ့ချီပြီးတန်တဲ့အောင်မြင်မှုပေါ့အဲ့လိုလေးဆိုတော့ကိုယ့်ရဲ့အောင်မြင်မှုက တခြားသောအဆိုတော်တွေနဲ့ရှင်းလိုက်လို့ရှင်းတော့ဘာမှမဟုတ်ဒါပေမဲ့ကိုကကိုအောင်မြင်မှုအတုံးချဖို့အတွက်ကျွန်တော်ပထမဆုံးတော့မိဘမဲ့ကလေးကြောင်းနေပေါ့နော်မိဘမဲ့ကလေးကြောင်းတိုင်းငယ်လုံးဝရှင်မိဘမဲ့ကလေးကြောင်းနေစွမ်းအနာမကြတော့မြင်မမြင်တော့အဲအဲ့လိုနေရာတွေအတွက်ကျွန်တော်ကသွားမယ်ဆိုပြီးတော့ private case နဲ့ထွက်လာတာပထမကွေရောက်ဖက်ရေးတခြင်းပါတယ်အကကေတာ series ထွက်တယ်ဒုတိယကွေချိန်ခါ series ပေါ့နော်အဲ့ series ကတော့စာပြီးနားမလဲလို့ jill rock တို့ အဲအဲ့အရာတွေပေါ့နော်အဲထွက်ပြီးတော့ကျွန်တော်2000လေးခုနှစ်မှာကျွန်တော်ဒီ product creation စထွက်တာတို့မျိုးဝီတမျိုးအခုလို့ဟာပြည်သက်တွေနဲ့တွေ့တယ်တမျိုးရောက်တယ်အဲမျိုးပပချာလဲမှာရှိတယ်ရွာတွေတရွာတို့ညဆိုးတယ်ပြည်သက်တွေနဲ့အနီးကအဲ့လိုကျွန်တော်ကျွန်တော်ဆန္ဒနှစ်ခုရှိတယ်ပေါ့နော်အဲ့နှစ်ခုမှာနေမှာရှိတယ်အနိုင်ငံကျော်ဆိုတော့ဒီမလာတဲ့နေရာတွေကိုကျွန်တော်ကကျွန်တော်ပတ်စံပေးမငါပဲနဲ့ကျွန်တော်သွားကွင်ရပါ ီးတော့အဲ့ဒီမြို့မှာရှိတဲ့မိဘမဲ့အကြောင်းအတွက်အဲ့ဒီမြို့နဲ့တမြို့လွယ်လုံးကရတယ်တချင်းဆိုလို့လာပြီးတော့လူရတဲ့အလူငွေတွေကိုအကြောင်းကော်မတီနဲ့တွားပြီးတော့အကြောင်းကော်မတီကလူလက်ခံကျွန်တော်တချင်းဆိုအဲအဲ့လိုနဲ့အကြောင်းတွေတကြောင်းတစ်ကြောင်းဆောက်လာတာ52ကြောင်းမြောက်မှာဒါကျွန်တော်တို့ဒီကိုဗစ်တွေပဲဖြစ်ပြီးတော့ဒီလိုဖြစ်ပြီးကျွန်တော်ဒါအဲ project season ကတော့ရက်သွားတဲ့သဘောပေါ့နော်အဲအနေပြီးတော့မှကျွန်တော်ဒီအောင်မြင်မှုပြန်တည်ဆောက်အောင်မယ်ကွာလို့ငါ project တွေတုတ်ချင်သေးတယ် အောင်မြင်တဲ့လူတွေလှုပ်တာနဲ့အောင်မြင်မှုမိမိဝါတဲ့လူလှုပ်တာနဲ့အကျိုးတရားချင်းမတူဘူးဗျအသက်20အစိတ်ဝိညာဉ်မှာရှိတဲ့နောက်လူတွေကကျွန်တော်မသိတဲ့လူကများပါတယ်လေကျွန်တော်ပါဆိုတုန်းကတည်းက25နှစ်ကအောင်မြင်ခဲ့တဲ့အဆိုတော့အဲ့ဒီကနေပြီးတော့မှနှစ်20ကျော်လောက်ကလည်း Pride Season နဲ့အဲ့လိုမျိုးရှောက်သွားပြီးတော့အဲအခုလူရောက်ခဲ့တဲ့ရွာတွေရွာတွေရွာတွေဆိုအများကြီးကျွန်တော်တို့ဓမ္မုံတွဲထားတဲ့ရွာတရွာလုံးကြီးပါပဲရွာတွေရွာတွေက ကျွန်တော်ဓာတ်ပုံတွေ့ရတယ်ဓာတ်ပုံတွေကိုအဲအိမ်မှာအဲ့လိုမောင်မောင်ထည့်ပြီးတော့ချိန်ထားတယ်အခုဒီရှိနေကြတယ်နော်ကျွန်တော်ရောက်ခဲ့တဲ့နေရာတွေကပေါ့ဆိုတာဟာချစ်ကြတယ်ကုနာတော့ကျွန်တော်လည်းဒီမေတ္တာတရားနဲ့ပဲသွားတယ်သူတို့ကလည်းမေတ္တာတရားနဲ့ကြိုဆိုပြီးတော့ဆိုတော့တယောက်ရဲ့ပွဲကိုညဘွက်လောက်ဒီကိုတယောက်တည်းဆိုတာကြိုက်ဒါကြီးကြည့်ဦးတယ်သိတယ်နော်အဲဆိုတဲ့ဥစ္စာကိုအနည်းကစိတ်ကြိုက်ပြားသူတို့ကြည့်ဖို့အတွက်ပါပတ်စာ ပေးစရာငားစရာမလိုပြီးတော့ပတ်စံပေးငားတဲ့ပွဲတွေကျွန်တော်စပြီးတော့အောင်မြင်နေရှင်ပါလေပတ်စံပေးငားတဲ့ပွဲနဲ့နေတွေအဲ့လိုရွာတွေလဲအဲ့လိုဖျားပွဲတွေပါရေးတော့ contract တွေကငှားရဲဆိုရင်ရောက်တယ် contract ရှိကိုကျွန်တော်ကရန်ကုန်နဲ့ကျွန်တော်သွားရဲဆိုရင်ကျွန်တော်ညခင်ကစီဝိုင်းနောက်နေ့မနေ့ခင်းဆိုသူတို့ရှိရောက်ရောက်ရင်တော့ gate ကနေကားကနေလာကြိုးသွားပြီးတော့အရွာမှာသူတို့အိမ်မှာခေါ်တဲတာပေါ့နော်ခေါ်တဲတဲ့ချိန်မှာကားနဲ့သွားကြိုးတယ်ပါညာဆိုရွာတွေကလူတွေကနေခင်းလဲပြင်မှာသူတို့ကတာကြည့်ချင်တယ်မိတ်ဆက်ချင်တယ် ဒါပေမဲ့သူတို့ကတွေးခွင့်မပေးဘူးတရားအိမ်ပေါ်ထဲမှာအခန်းထဲမှာထဲပိတ်ထားတာအဲ့ဒါမျိုးတွေကြုံရတယ်အော်ကပရိသတ်တွေကအော်မောခြံထဲမှာပြည့်ပြီးအော်ဆိုတော့ကြည့်ရင်လို့ဆိုအာမရှိဘူးဆိုတော့မရောက်သေးဘူးဘာရသိလားသူကကရက်ကတာပါဖြစ်တာအိအိအတေးရောက်ကနေပြီးတော့အဲဟိုနောက်ဖေးဘောက်ကထွက်ပြီးကြွားလိုက်ပြီအဲ့မှာလည်းဒီအောင်လုံးတည်ပြီးတော့လာရတယ်ဒါပေမဲ့ကျွန်တော်ထွက်တွေ့ခြင်းတယ်သူတို့ကတွေ့ခွင့်မပေးဟာခင်ဗျာကျုပ်ပတ်စံနေအများကြီးပြင်ခါရတာအာ တခြားသင်းလင်းကားဖို့ဆိုဘူးအဲ့ခေတော့၈သိန်း၁၀သိန်းအဲ့လိုပေးကြတာလေနော်ဆိုတော့အဲ့ဒါဆိုသူကညာငင်းစပွဲတပွဲခါရတယ်ကျွန်တော်ထည့်ထားတယ်အဲ့ချိန်မှာရဝင်က1500လား2000လားလို့ဝင်လာဖျားရွယ်ဝယ်ပြီးမှအဲ့လိုကြည့်ရမှာဆိုခင်ဗျအလကားပြလိုက်အကျုပ်ရှုံးသွားမှာပါညာဆိုသူပတ်စံယူထားတော့သူမြင်တော့တောက်ပြီးကျွန်တော်မပုံးညင်မနဲ့ပုံးနေရတာအာနန္ဒာနဲ့အဲ့ဒါကြီးလည်းကျွန်တော်မကြိုက်ဘူးညာသူတို့ထွက်တွေ့ပြီးတော့လက်ကလေးပြခြင်းဒါတော့ဥမာ ပြခွင့်မရပဲနဲ့မပုံးညင်မယ်နဲ့ပုံးနေရတော့အောက်ကလည်းပြိတ္တတွေကလည်းနေဘူးကြီးတောင်စောင့်နေတာအများကြီးပဲဗျာပြောရရင်တော့တရွာလုံးပဲမှလာပြီးတော့ဆိုတော့အားနာတာဗျာသိလားကိုကလည်းသိတယ်မနေရလာတယ်ကောင်ဆိုတော့ဒီဒီလိုမျိုးခံစားချက်ကိုသိတယ်အဲ့ဒါကြီးလည်းကျွန်တော်မကြိုက်ဘူးပတ်စံရတာဒီဥဒါလိုအောင်မြင်မှုတွေဆက်သွားမယ်အမှုပြရာလမ်းကြောင်းတွေ ရဲ့တကယ်ရဟိုပြောရမယ်ဆိုအောင်မြင်ဆုံးအချိန်မှာပဲကျွန်တော်အဲ့ဒါတွေဆွတ်လွတ်ပြီးတော့နေရပြိသက်တွေရွာပြိသက်တွေအဓိကကျွန်တော်ဟိုကြိုက်သလိုကြည့်အာကြိုက်သလိုဓာတ်ပုံရိုက်ကြိုက်သလိုဟိုလက်မထိုးခိုင်းဘလို့လှုပ်လှုပ်အပြီးရင်အကိုရဲ့ဒီအောင်မြင်မှုလေးနဲ့အကြောင်းလေးတစ်ကြောင်းလောက်ပြည်ပြနှစ်ကြောင်းလောက်ပြည်စောင့်လိုက်လည်းမဆိုးဘူးဆိုပြီးတော့ထွက်လိုက်တဲ့အချိန်မှာကျွန်တော်ဒီခီးစင်ကြီးကအဲ့လိုအဲ့လိုကြာသွားတာပြတချောင်းအောင်စောင့်နေတော့ရှိနောက်တချောင်းက ကိုယ်စလေရလာပြီဒီကြောင်းပြီးရင်ကျွန်တော်တို့ကြောင်းလေးလောက်ပေးပါအောင်သူသွားကြည့်လိုက်မိဘမယ်တွေရနေမလို့မုံမလို့လေမလို့နဲ့အာမပြည့်မစုံနဲ့အဲ့လိုဘွားတွေတွေ့တခါတော့ဒီကြောင်းပြီးနောက်တစ်ကြောင်းနောက်တစ်ကြောင်းပြီးနောက်တစ်ကြောင်းလဲဆိုဒီနှစ်20ကြောင်းမှာကြောင်းကြောင်းပေါင်း40နဲ့နှစ်ကြောင်းပေါ့နော်အဲ့လောက်ပဲပြီးသေးဗျာအတုံးယုံရတယ်အဲဘလို့တော့ဟိုကျွန်တော်တို့ခက်ကလည်းအဲ့လိုဒီလို online နေခက်စားတဲ့အချိန်မဟုတ်သေးတော့လေလူလည်းသိမ့်မသိဗျာတော်တော် ကြိုးစားပြီးရုံသွားတယ်အဲ့မှာကျွန်တော်ဆိုင်ကယ်တစ်စီးနဲ့ရောက်တယ်မှာဆိုင်ကယ်တစ်စီးကတည်းကလုံးနဲ့သွားတယ်သွားတယ်အကုန်လုံးတကယ်အဲတကယ်ကိုလုံးဝလုံးဝရိုးရှင်းအဲအဲ့လိုမျိုးဒါဒီကျွန်တော် fan တွေဆိုတာအစ်စ်တွေအဲ့ဒီလူတွေပြန်ပြီးကျွန်တော်ရှင်ကျွန်တော်လည်းပြန်ဒီ TikTok မှာတော့ Facebook မှာတော့ပြန်တွေ့တယ်အခုလိုပြန်တွေ့တဲ့အချိန်မှာလေအတကယ်ကိုဒါအစ်စ်တွေသူတို့ကဘာလို့ဆိုအပြင်မှာတကယ်ကိုခင်မင်ရင်းနှီးခဲ့တယ်အဲ့ ကျွန်တော် brighter လုပ်ငန်းကိုဝိုင်းကူညီကြရင်းနဲ့ပေါ့နော်ကျွန်တော်အဲ့ဒါလည်းဒီ20ကျော်လုံးကအတိုင်းမဲ့သွားနေကြီးလေချစ်ဆက်ကောင်းတဲ့ delay တွေရှုခွင်းတွေအဲ agent မှုတွေပွင့်လင်းယူသားမှုတွေအဲ့ဒါတွေကိုကျွန်တော်သူများနဲ့ပို့ပြီးတော့တွေ့ရဟိုတွေ့ရပါဆိုတော့ကျွန်တော်ကအဲဒါကြောင့်အဲ့လိုမျိုးရွာတွေအများကြီးရောက်တယ်ဆိုတော့အဲ့လိုနဲ့ကျွန်တော်ကဒီကြီးလက်ကိုပို့ပြီးတော့ချစ်သွားတာပေါ့နော် ဘာလို့ဆိုတော့မြို့တမြို့မှာဝိုင်းရနေတဲ့ရွာတွေကရာချီပြီးရှိတယ်လीဆိုတော့မြို့တမြို့ဆိုရင်ဘေးမှာရွာတွေကအများကြီးအဲကြောင့်မြန်မာနိုင်ငံရဲ့လူကြီး80%ကတော့ကြီးလက်ကြီးလက်ကလူတွေကျွန်တော်မြို့ပေါ်ရဆိုလို့ရှိရင်9ရက်ကွက်တော့9ရက်ကွက်တော့အဲ့လိုပဲရှိတယ်အတရက်ကွက်ကိုတညဆိုတယ်ဆိုရင်ဒါမြို့ပေါ်ဆိုတော့တပတ်လောက်ဆိုလိုက်ပြီးသွားတယ်ကျွန်တော်ကတော့ရွာတွေသူတို့မြို့နယ်အတွက်လာပြီးတော့ပရိုက်တာလုပ်ပေးရဆိုတော့လည်းဖြစ်တယ် ပြီးတော့အဲ့လိုပေါ့နိုင်ငံကျော်ဆိုတော့ဒီအဲ့လိုမျိုးခါချင်းငွေမကုန်မဲနဲ့သူတို့ကြည်ခွင့်ရတယ်ကျွန်တော်ဘွဲကိုကြည်ရင်တဝရေးကြည်ရတယ်ကုသိုလ်တွေလည်းရတယ်တော့တော်ပြီးတော့ကျွန်တော်ယူရတာမဟုတ်သူတို့မျိုးနဲ့အတွက်သူတို့မျိုးနဲ့ဟာဒီကျောင်းကော်မတီတွေကနေပြီးတော့ငွေယူကြရင်တော့ကျွန်တော်ငွေလည်းမကင်အဲ့လိုမျိုးကျွန်တော်ရှင်းပဲဆိုတယ်ဒီကျောင်းကိုတမျိုးနဲ့လုံးဝရှိတဲ့ယူရတယ်အားလုံးသိအောင်မိတ်ဆက်ပေးခဲ့တယ်အဲအဲ့ဒီမှာ ကျွန်တော်ရောက်မှဒီကျောင်းရှိမှန်သိတဲ့ရွာကြီးလည်းအများကြီးပေါ့နော်အဲကြတော့တို့ကမြို့ဈေးဝယ်သွားရင်လည်းကျောင်းဝင်ရတယ်လှူကြတယ်ကလေးတွေကိုကြွေးကြမွေးကြတယ်အဲဒီချို့ရွာကြီးဆိုလို့ရှိရင်အစင်းပေးတာရာသပန်စီစီလူတဲ့ရွာစီထွက်တဲ့ရွာအဲစပားထွက်တဲ့ရွာကျတော့ရာသပန်အဲကျောင်းတွေဆန်ရိတ်ခါဆိုပြီးတော့အဲ့လိုစင်းပေးပြီးတော့မှကျွန်တော်ခီးဆက်သွားရဲဆိုတော့နောက်ကအဲကျောင်းကြီးမှာရှိနေတဲ့ကလေးတွေအစင်းဆက်ကိုဒီကြေးရွာတွေအစင်းဆက်ကနေပြီးတော့မှအဲဆန်တို့စီတို့ဒါတောက်လျှောက်တော့ပေါ်ပြီးဆိုတော့ ဝိုင်းလို့ရပြီလာလာပို့ရအဲ့လိုဒီဒါလို့ပေးခဲ့ရင်ねဒီခီးစင်သွားခဲ့တာဗောနော်အဲ့ဒါဒီလူတွေကျွန်တော်အမြဲတမ်းသတိရနေပါတယ်လို့เนาะကျွန်တော်နဲ့သူတို့နဲ့အပြင်မှာမတွေ့ရတော့တဲ့အချိန်